ုပ်ပြည်တဲ့ Katy Perry ပထမဆုံးဖျော်ဖြေပွဲပြုလုပ်မည်။ Katy Perry ဟာလာမယ့်နိုဝင်ဘာလ23ရက်နေ့22ရက်နေ့မှာဟန်ကျုံမြို့အရှေ့ပိုင်းရှိလူ18000ဆန်းတဲ့အာကစားရုံမှာတိသားဖျော်ဖြေပွဲကျင်းပသွားမှာဖြစ်တယ်လို့ကြေကျန်းခရယာယဉ်ကျေးမှုနဲ့ခီးသွာလုံငန်းဦးစီးဌာနကကြေညာလိုက်ပါတယ်။ American Pop Star Katy Perry ဟာ2015ခုနှစ်တရုတ်နိုင်ငံမှာဖျော်ဖြေခဲ့စဉ်ကအငင်းပွားဆရာနေကြပန်းဝန်ဆောင်ဝတ်ခဲ့ပိုးတာကြောင့် တရုတ်ပြည်ကနေဗီဇာအငင်းပယ်ခံခဲ့ရဖို့ပါလေဗီဇာအငင်းပယ်မှုနဲ့ပတ်သက်ပြီးတရုတ်ပြည်မှာဘက်ကနေအတိပြုခဲ့ဖို့တာမရှိပေမဲ့2015တိုင်ပြည်ဖြောပြပွဲကအငင်းဘွားဆရာကိစ္စကြောင့်ကေတီပယ်ရီကိုတရုတ်ပြည်မှာမှဖြောပြခွေပိတ်ခဲ့တယ်လို့အမေရိကန်သတင်းဝက်ဆိုက်ပေးစင်မှာရေးသားခဲ့ပူပါတယ်ကေတီပယ်ရီဟာတိုင်ပြည်မှာကျင်းပခဲ့တဲ့ဖြောပြပွဲမှာနေဂျာပန်ဝှဆောင်ကိုဝှက်ခဲ့တာဖြစ်ပြီးနေဂျာပန်ဟာတရုတ်ပြည်မှာနဲ့တိုင်ပြည်ကြားက ကုန်သွယ်မှုကိုကောက်ကွက်ခဲ့တဲ့ကြောင်းသားလှုပ်ရှားမှုရဲ့တင်ကြေတာဖြစ်နေတာကြောင့်အငင်းပွားစရာဖြစ်ခဲ့ရတာဖြစ်ပါတယ်။ကေတီပယ်ရီဟာ2014ခုနှစ်အတွင်းကတရုတ်ပြည်မှာ ပထမဆုံးဖျော်ဖြေခဲ့ပြီးနောက်နှစ်မှာလည်းဖျော်ဖြေပွဲ၃ပွဲကျင်းပခဲ့ပြီးရှန်ဟိုင်းမှာ၂ပွဲ၊ကွမ်ဂျိုတောင်ပိုင်းမှာ၃ပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။